စာအုပ်လေးရဲ့ခေါင်းစဉ်ကတော့စက်ကူလေးရဲ့မြန်လေးနဲ့တငယ်ချင်းအသစ်တက်စာအုပ်ရဲ့မျက်နှာပုံကတော့တငယ်ချင်းတို့ရောက်စက်ကူလေးရဲ့မြန်လေးတွေနဲ့ကစားနေကြတဲ့ပုံလေးပါဘဲအစွန်ကစပင်းမှာကလစ်လေးညှတ်ထားတဲ့သမီးလေးကအချင်းအစင်နဲ့စကအစိမ့်လေးဝတ်ထားတယ်အလဲကမိမိကတော့ဖြူခံမှာအနီးပွင့်လေးတွေပါတဲ့ဂါဝန်လေးနဲ့ညာအစွန်ကတသားကတော့တီရှပ်ဖြူဘောင်းမီတို့အကွက်လေးနဲ့အုတ်ထုတ်လေးပါစောင်းထားတယ်သုံးယောက်လုံးကတော့ စက်ကူလေးရေမြန်လေးတွေတွတ်နေကြတာပါသူတို့ရဲ့ရှေ့ရခင်စိမ့်စိမ့်မောမှာလဲစက်ကူလေးရေမြန်လေးတွေပြန့်ကျဲလို့အကြောင်းတွေကလည်းစုံလိုက်တာအဝါအပြာအနီအစိမ့်ပန်းနီရောင်လေးလည်းပါတယ်နော်မျက်နှာဖုံးရဲ့ကြောကအတွင်းဘက်မှာတော့စက်ကူလေးရေမြန်လေးနဲ့တငယ်ချင်းအစ်စ်ဆိုတဲ့စာတန်းလေးကနေစက်ကူလေးရေမြန်လေးဝဲသွားပုံကိုပုံဖော်ထားတာအနောက်မှာတော့ပြာစိမ့်နေတဲ့ကောင်းငင်မြင့်ကြီးမှာတင်ဆိုင်ဖြူလေးတွေက ဆုတ်လိုက်ဆုတ်လိုက်နဲ့လှလိုက်တာစာမျက်နှာ1ဒွန်းနိုရမီတာစုအိမ်အစ်စ်ပြောင်းလာတယ်အဖော်မရှိလို့ပြင်းလိုက်တာရောင်စော်ဆက်ကူလင်းပြန်လေးတွေပဲခောက်တော့နူးနူးရမီတာစုအိမ်အစ်စ်ပြောင်းလာကြတာတဲ့ဒါဆိုရင်နူးနူးတငယ်ချင်းအစ်စ်တွေမရှိသေးတော့ပြင်းနေမှာပဲဒါကြောင့်ဖြစ်မယ်နူးနူးတယောက်ပေါ်စောအဝါခွက်လေးခင်းထားတဲ့အခန်းလေးမှာ အားရပါးရထိုင်းပြီးဆက်ကူလင်းပြန်လေးတွေခောက်နေတာ နူးနူးဘေးကတကားမှာကာထားတဲ့ခန်းစည်းကချူရောင်အခန်းပေါ်မှာပန်းရောင်အပွင့်ကြီးတွေနဲ့စိမ့်ဝင်လေးကတော့နေပါတယ်နူးနူးကပန်းရောင်အိမ်ကြီးလေးဝတ်ထားတော့ခန်းစည်းအရောင်လေးနဲ့တော့ဟတ်နေတာပဲခုဆိုနူးနူးစက်ကူလေးရေမြန်လေးတွေတော်တော်တောင်းခောက်ပြီးနေပြီဖြူအပြာအနီးခုခောက်နေတဲ့စက်ကူလေးရင်လေးကတော့ပြာရောင်လေးလေးစာမျက်နှာနှစ်စကူလင်းပြန်လေးကိုဟိုးဝေးရောက်လေထဲပြစ်လိုက်မယ်။နူးနူးကအိမ်ထဲမှာပြင်လာပြီလေ ဒီတော့ကစားခွင်းထဲမှာစက်ကူလေးမြန်လေးတွေနဲ့ကစားတော့မယ်။ကစားခွင်းထဲကိုသွားလိုက်တော့ပင်လေးတွေစိမ့်စိမ့်ဆူဆူနဲ့စိတ်တွေတောင်းလန်းဆန်းသွားတယ်။နူးနူးကလည်းအင်ကြီးအသေးလေးလဲလိုက်ပြီးပန်းရောင်ကာဝန်လေးနဲ့ပန်းရောင်ပေါင်းမီရှိလေးနဲ့ဖနက်ဖြူလေးမှလည်းပန်းရောင်အယုတ်လေးတွေပါတယ်။နူးနူးတို့ဖက်ရှင်ကြပုံများပန်းရောင်ပန်းလေးတစ်ဝန်းတောင်းပန်းထားသေးတယ်။စောစောကသူခောက်ထားတဲ့စက်ကူလေးမြန်လေးတွေကိုရှေ့မှာချပြီးကစားပါပြီ။ဟော့ ခုပြည့်မဲ့စက်ကူလေးရင်လေးကတော့ပြာရောင်လေးပါလားစာမျက်နှာ3ဒီနေ့ကြောင်းပေးရမှုအိမ်ပေးနာကစားကွင်းသွားပြီး စက်ကူလေးပြန်လေးလှုပ်ရတာပျော်ဖို့ကောင်းတယ်ကစားကွင်းလေးကနူးနူးတို့အိမ်နာမှာပဲဆိုတော့ပျော်စရာကြီးပေါ့ဒီနေ့ကနူးနူးတို့ကြောင်းပေးရဆိုတော့ကစားကွင်းထဲသွားပြီးစက်ကူလေးရင်လေးတွေလွတ်တာလေကစားကွင်းထဲမှာတစ်ပင်စိမ့်စိမ့်လေးတွေအပြင်ပေါင်းပွင့်လေးတွေပွင့်နေတဲ့အပင်တွေလည်းရှိတယ်ပန်းလေးတွေက ပန်းရောင်လေးတွေနူးနူးမှငေးနေလိုက်ရတာပါဇက်ကလေးအဟောင်းသားနဲ့ပေါ့စာမျက်နှာလေးရှောင်းရှောင်းရေးအိမ်မင်းနာကစားခွင့်ကိုတားပြီးဘောလုံးကန်ကြမယ်ဟေးကဲနောက်ထပ်စားလိုက်နှစ်ယောက်ပါလာပါပြီရှောင်းရှောင်းနဲ့နော်နီတဲ့သူတို့နှစ်ယောက်ကတော့ဒီရက်ကွက်ကပဲဖြစ်မဲ့တင်နေသူတို့ကလည်းအိမ်မင်းနာကကစားခွင့်မှာလာကစားကြတာကစားခွင့်ကလည်းမျက်ပင်လေးတွေစိမ့်နေတော့ဘောလုံးကန်လို့ကောင်းမှကောင်း မိလေးရှောင်းရှောင်းကအင်ညီလက်ပြတ်အဖြူဘောင်းမီကလက်ပြတ်မှာဖြူစက်လေးတွေနဲ့ဖနက်လေးကအဝါရောင်လေးတာတာနောနီကတော့ဗဒုံလေးအပေါ်ကအနီရောင်သူ့ဖနက်ကလည်းအဝါရောင်လေးပဲသူတို့နှစ်ယောက်ကန်နေတဲ့ဘောလုံးလေးကတော့စိမ့်ရောင်လေးလေစာမျက်နှာငါရှောင်းရှောင်းကန်ချက်ကပြင်းလိုက်တာတကယ်ဘောလုံးသမားတိုင်းပဲဟေ့ရှောင်းရှောင်းလေးကိုကြည့်ရတာတိတ်ကိုကျမ်းမာတွက်လက်ပုံရတယ်ကြည့်ပါလားဘောလုံးကန်နေတာကို ကန်ချက်ကပြင်းမှပြင်းဘောလုံးလေးဟာလေးပေါ်မှာဝဲလို့စာမျက်နှာချောက်ဟဲစက်ကူလဲမြန်လေးကဘယ်ရောက်လာတာလဲမသိဘူးနော်နီသူတို့နှစ်ယောက်ဘောလုံးကစားရင်းနဲ့စောစောကနူးနူးလွတ်လိုက်တဲ့စက်ကူလေးရဲ့မြန်အဖြူအနီကြားလေးကိုတွေ့သွားပြီရှောင်းရှောင်းကအရင်တွေ့ပြီး နော်နီကိုလက်ညှိုးထိုးပြနေတာနော်နီကဘောလုံးလေးကိုပိုက်ပြီးစူးစမ်းနေတာပေါ့စာမျက်နှာခုနှစ် မမရဲ့လင်းပြန်လေးလားနောင်နေတော့ကောက်ထားတယ်သူတို့သုံးယောက်ဆုံကြပါပြီရှောင်းရှောင်းနဲ့နောင်နေကစက်ကူလေးရဲ့မြန်ကလေးကိုမမနူးနူးကိုပြန်ပေးနေတာကစားခွင်းထဲကရောင်စုံပါမင်တွေကြားမှာသူတို့ဆုံကြပြီးတငယ်ချင်းတွေဖြစ်သွားကြတော့မယ်ထင်တယ်နော်စာမျက်နှာရှိမမနူးနူးခောက်ထားတဲ့လင်းပြန်လေးအများကြီးရှိတယ်အတူတူကစားကြမယ်မမနူးနူးကတငယ်ချင်းအစ်စ်လေးတွေကိုသူလှုပ်ထားတဲ့စက်ကူလေးရဲ့မြန်လေးတွေကိုပြပြီး အတူတူကစားကြဖို့ပြောလိုက်တယ်။စောစောကသူ့လှုပ်ထားတဲ့ရောင်စုံစက်ကူလေးရေမြန်လေးတွေကိုရှေ့မှာချပြီးသူတို့သုံးယောက်စက်ကူလေးရေမြန်တစ်ခုစီနဲ့ကစားနေကြပါပြီ။စက်ကူလေးရေမြန်လေးတွေကိုသူတို့သိအကျိုက်ပုံရတယ်။လက်ကိုမြှောက်ပြီးစက်ကူလေးရေမြန်ကိုလှုပ်ဖို့ချိန်နေကြတာအားရစရာကြီး။အန်နေပါရီတောင်ချိန်လို့။စာမျက်နှာကိုလေးရေမြန်လှုပ်ပြီးပြီ။နော်နီတို့နဲ့အတူဘောလုံးကမ်းမယ်။စက်ကူလေးရေမြန်လေးတွေအားလုံးကိုလှုပ်လိုက်ပြီးဆိုတော့ မမနူးနူးကနောနီတို့နဲ့အတူဘောလုံးကန်တော့တာပေါ့ကြည့်ရတာပျော်စရာကောင်းလိုက်တာသူတို့အချင်းချင်းလည်းပိုးပြီးရင်းနှီးချစ်ခင်လာကြတယ်လေစာမျက်နှာ30မနေ့ပြန်မမနူးနူးတို့အိမ်လာလဲနော်မင်းပြန်ခေါင်းလေးတင်ပေးမယ်သုံးအောင်သားကစားပြီးပြီဆိုတော့မောသွားကြပြီထင်ပါတယ်အိမ်ပြန်ဖို့နှုတ်ဆက်နေကြပြီမမနူးနူးကရှောင်းရှောင်းရဲ့လက်ကလေးကိုကိုင်းပြီး နောက်နေ့မှအိမ်လာလဲဖို့ပြောနေပါတယ်ရှောင်းရှောင်းနဲ့နောနီတို့ကလည်းပြောနေတာပဲ သူတို့မမနူးနူးကဘေးအမြခေါင်းလေးတင်ပေးမှာဆိုတော့ပြောကြပြီပေါ့။သာမျက်နာ71လင်းပြန်ခောက်ရတာလွယ်ပါတယ်။မမနူးနူးနဲ့အတူလိုက်လို့နော်။မမနူးနူးတို့အိမ်မှာစက်ကူလေးရင်မြန်လေးတွေခောက်နေကြပြီ။မမနူးနူးကတော့နောက်ထပ်အင်ကြီးပန်းရောင်အစ်စ်လေးတစ်ထည့်လဲထားတယ်။ဘောင်မီလိုလေးရလဲပန်းရောင်နဲ့အစိမ့်ဝင်လေးတွေဒီအခန်းထဲမှာတော့ခင်းထားတဲ့ကော်စောကအပြာနူးနူးနဲ့အစိမ့်နူးနူးအခွက်တွေ နိုင်ရန်ကတော့အဝါနဲ့အညူဆက်ထားတဲ့ကနှုတ်ဆင်လေးတွေပေါ့။စာမျက်နှာဆက်နှစ်အခုတော့နုနုမှစကူလင်းပြန်လေးကြောင့်တငယ်ချင်းတစ်တွေရသွားပြီ။ခုဆိုရင်တငယ်ချင်း၃ယောက်ရောင်စုံပန်းတွေဖွင့်နေတဲ့ကစားကွင်းထဲမှာစကူလင်းပြန်လေးတွေလွှတ်နေကြပြီ။နော်နီကဘဲအစွန်မှာအင်းကြီးအင်းကြီးလေးနဲ့ဘောင်းမီကွက်အစိမ်းရောင်လေးနဲ့အလဲမာကမမနုနုမမနုနုကအင်းကြီးအစိမ်းနဲ့ဘောင်းမီတို့ကိုပန်းစီရောင်လေးဝတ်ထားတယ်။ ရှောင်းရှောင်းကတော့အင်းကြီးအပြာနုလေးနဲ့ဘောင်းမီအပြာအောင်လေးဝုတ်လို့ခုတော့နူးနူးကတင်ငယ်ချင်းအစ်စ်မရှိပါမပူရတော့ပါဘူးစက်ကူလေးမြန်လေးတွေကြောင့်တင်ငယ်ချင်းအစ်စ်တွေရသွားပြီကိုစာမျက်နှာ73တင်ငယ်ချင်းတို့လည်းရောင်စုံစက်ကူလင်းပြန်လေးတွေခောက်ရအောင်နောက်ဆုံးစာမျက်နှာမှာတော့စိမ့်အောင်စက်ကူလေးနဲ့လင်းမြန်အယုတ်လုတ်ပုံအစဉ်စဉ်ကိုမြင်ရပါတယ်ကဲတင်ငယ်ချင်းတို့လည်းရောင်စုံစက်ကူလေးရဲ့မြန်လေးတွေခောက်ကြည့်ကြရအောင်နော်